အခုတလောဥစဉ်ကြားမိတာတွေတခုပေါ့နော်ဓမ္မတွေပြောနေလို့ကြားတာပါဘုန်းကြီးအမျိုးငရဲအိုးတဲ့ဘုန်းကြီးအမျိုးငရဲအိုးတဲ့သူပြောတဲ့စကားလေးအနောက်ဥစဉ်လဲစွန်ဆိုင်စဉ်းစားမိတာဘုန်းကြီးအမျိုးငရဲအိုးဆိုတော့ဘုန်းကြီးအမျိုးတွေကဘယ်လိုအကြောင်းနေကြောင်းငရဲကြနိုင်တယ်လဲပေါ့ဥစဉ်စဉ်းစားစဉ်းစားကြည့်အားရဖုန်ကြီးအမျိုးရယ်မဟုတ်ပါဘူးတခြားပုံကိုယ်တွေလည်းပဲဒီအကြောင်းတွေကြောင့်ငရဲကတော့ကြံ့နေတာသို့သောဖုန်ကြီးအမျိုးက ပို့ပြီးတော့ဖြစ်နိုင်ခြင်းများတယ်လို့ထင်တယ်ပေါ့လေဒါသူတို့ပြောတဲ့စကားကိုဥစဉ်ထောက်ပစဉ်းစားကြည့်တာဒါအစာပြေမှာလာတဲ့အကြောင်းရတာမဟုတ်ပါဘူးနံပါတ်1အကြောင်းကဘာတော့ဆိုတော့ဘုန်းကြီးအမျိုးကငရဲကြနေတာကြောင့်၃ချက်လောက်ရှိတယ်တက်တက်တော့ဥစဉ်စားမိတာ၃ချက်လောက်စဉ်းစားမိတယ်။တန်ခါပစ္စည်းကိုနော်ဘုန်းကြီးအမျိုးဆိုလို့ရှိရင်တော်တော်များများကတန်ခါပစ္စည်းကိုဘုန်းကြီးပိုင်နေဘုန်းကြီးပိုင်ငါတို့လည်းပိုင်နေထင်ပြီးတော့အလွဲ၃စား လောက်တတ်တဲ့အတွက်ကြောင့်ကိုဂျိုးအတွက်အသုံးပြုမိတတ်တဲ့အတွက်ကြောင့်မို့လို့ငရဲကြတတ်တယ်ငရဲကြည့်တတ်တယ်နံပါတ်2ကတန်ဃာရီအပေါ်မှာမိမိတို့ဖုန်းကြီးအမျိုးဖုန်းကြီးရဲ့အကြောင်းမှာကတ်နေတဲ့ပုံကိုယ်လေးလို့အထင်ရောက်ပြီးတော့တန်ဃာရီကိုမောင်းမောင်းမာမာပြောတာဆိုတာတော့မယုံမသိဆက်ဆံတာတော့ဝယ်ငယ်ဥစဉ်ငယ်လေးတွေကို ဟိုအစိပါတဲ့ခိုင်းတာစေတာတကွေးကြတာကိစ္စတွေစေတာခိုင်းတာတွေကျွန်တော်တို့မှလည်းမဆက်တဲ့အကြောင်းတိုင်းနဲ့မဆက်တဲ့ကိစ္စတွေမှာအခိုင်းစင်ပြုလုပ်ထားတော့ဒီအကြောင်းအကြောင်းလည်းပဲပွန်ကြီးအမျိုးတွေအရေးကြီးရရှိတဲ့ပွန်ကြီးအမျိုးတွေကတောင်းရှိတဲ့တန်ခါတွေကိုဟိုကားမောင်းလိုက်ပူစမ်းပါဒီဆိုင်ကနေလိုက်ပူစမ်းပါအဲ့လိုမျိုးတွေရှိတာတယ်နော်ဟိုအထောက်ကလေးတဲပေးစမ်းပါဒီဟာလေးယူပေးစမ်းပါဒီပုံစံမျိုးပေါ့အဲ့တော့ပွန်ကြီးကိုယ်တိုင်ကနေပြီးတော့ အမြင်မှောင်မှားပြီးတော့တန်ဃာကိုအခိုင်းအစေသဘောလို့သဘောထားပြီးတော့ဘုန်းကြီးအမျိုးလူတွေကိုပြုစုလှုပ်ကြွေးစောင့်ရှောက်စေတာပေါ့လေအမဲပြင်ပဟင်းပြင်ပဟိုဟာလောက်ပဲတရားလောက်ပဲကုန်လာလောက်ခိုင်းတာမျိုးတွေဒါတရားလည်းပဲဘုန်းကြီးအမျိုးတွေမရေကြီးစင်နိုင်တဲ့အကြောင်းပဲနောက်တစ်ခုကဘာလဲဆိုတော့ဝင်းနည်းနဲ့မညီတဲ့မိမိတို့အမျိုးဘုန်းကြီးကိုပြုပြင်ပေးဖို့လည်းမစင်စားကြဘူးပြုပြင်မပေးတဲ့အပြင်လူအမြင်မိသားစုအမြင်နဲ့ကြည့်ပြီးတော့ သူများအပြစ်မပြောအောင်ကာဝယ်ကြတယ်ဖုံးပြကြတယ်အဲဒီအဖုံးကြီးလုပ်တဲ့အပြစ်တွေကိုလည်းပဲကူညီပြီးတော့ဝိုင်းပြီးတော့လောက်ကင်ပြီးတတ်ကြဘုံကြီးစီပွားရေးလုံးစီပွားရေးလုံးကအုံးပြီးလောက်ပင်ဘုံကြီးလူမှုရေးလုံးရင်လူမှုရေးလုံးကအုံးပြီးတော့လောက်ပင်အကုန်လုံးပေါ့နော်အဲဒီလိုဝင်းနေမညီတဲ့ကိစ္စတွေကိုငါးရင်းညနာမတော်သာသနာညနာမတော်ဖယားရှင်ညနာမထောက်ဖဲနဲ့ အာပေတိုက်တွန်းကူညီပြီးတော့လောက်ကင်ပေးတတ်နေတဲ့အတွက်ကြောင့်လည်းပဲသာသနာတော်ပြည့်စည်ရပြည့်စည်ကြောင်းတမင်တကာဖြည့်စည်တယ်လို့ဖြစ်သွားပြီးတော့အဲ့ဒါအဲ့ဘုန်းကြီးအမျိုးတွေဟာငရေကြတတ်တယ်။အဲသုံးချက်ဦးစင်းမြင်တယ်။ဘုန်းကြီးအမျိုးငရေကြနေတဲ့အကြောင်းသုံးချက်။အဲပထမအကြောင်းဦးစင်းတို့ပြန်သွားလိုက်ကြ။တိုင်းကပြည့်စည်ရလွဲသုံးစားလို့ပဲငရေကြတတ်တယ်ဆိုတာဒီနေ့ကတချို့ဘုန်းကြီးအမျိုးတွေအမြင်မှားတာရှိတယ်။ဘုန်းကြီးတွေကိုယ်တိုင်ကနှလုံးသွင်းမှားလို့လည်းပါတယ်ပေါ့။ ဘင်းလေးကိုယ်တိုင်ကအကြောင်းတစ်ခုရလိုက်ပြီးအကြောင်းထိုင်လိုက်ရပြီဆိုတာနဲ့ဒီအကြောင်းငါပိုင်တယ်လို့ထင်သွားတယ်။တကယ်တော့မဟုတ်ဘူး။အကြောင်းဆိုတာတန်ကြီးအကြောင်းပဲ။ပုဂ္ဂလိကရေသက်ရှာနေတဲ့အကြောင်းကဥစ္စာနဲ့မြန်မာနိုင်ငံမှာတော်တော်ရှားလိုက်မယ်လို့ထင်ပါတယ်။သိမရှိပါဘူး။တန်ကြီးအကြောင်းအဲတန်ကြီးအကြောင်းကိုထားတယ်ကိုပိုင်တယ်ထင်ပြီးတော့ငါအကြောင်းငါမျိုးတွေကြိုက်တယ်လို့လို့ဆိုတဲ့သဘောမျိုးတွေခွင့်ပြုထားတယ်။တန်ဃာတွေကျတော့အကြောင်းကန်နေရတဲ့အစေဘွားကျွန်းလို့သဘောထားတယ်သူက။စူမဲငေါ့မဲမန်းမဲ နှိမ့်ဆက်မယ်အခိုင်းစေလုပ်မယ်ဥစဉ်လို့ဆိုင်တာလက်တွေကြုံရဘူးတယ်မြင်ခဲ့ဘူးတယ်တွေ့ခဲ့ဘူးတယ်ပေါ့လေဘုန်းကြီးအမျိုးလောက်မှာကြောင်းရှိတန်ခါတွေကအဆင်မရှိတဲ့အလေထားမျိုးဖြစ်သွားအရေးပေးမခံရဘူးပေါ့နော်တန်ဖိုးထားမခံရဘူးအဲ့ကြတော့တို့ကဘယ်လိုလုပ်လဲအဲ့လိုမျိုးနှလုံးသွင်းမှားတဲ့ဘုန်းကြီးတွေကတို့အမျိုးတွေကိုတိုင်းကပစ္စည်းကြောင်းပစ္စည်းကိုပိတ်တဲ့ကန်တတ်တယ်ဒါကဟိုတက်ဆိုင်ရဘုန်းကြီးတွေအနေနဲ့တော့ဝင်ရပြည့်ရှိတယ်တို့က တိုင်းကပစ္စည်းများတိလျက်နဲ့သမင်တကာပေးတယ်ဆိုလို့ရှိရင်ပါရဇိကကြနိုင်တယ်ဆိုတော့ပါရဇိကထခါတာဒုတိယအကုလဒုဒနာသိခါဘူးအဖွင့်မှာရှိမတိလို့ပေးတယ်ဆိုရင်တောင်းပါပဲထုံနှစ်အာပဲတင်တယ်တိုင်းကပစ္စည်းကိုပေးတယ်ပေးခွင့်မရှိဘူးလူတွေကလည်းပဲအကြောင်းတိုင်းကပစ္စည်းကိုငါတို့မျိုးကုန်းကြီးရဲ့အကြောင်းငါတို့နဲ့လည်းဆိုင်တယ်ငါတို့သုံးခွင့်ရှိတယ်ထင်ပြီးတော့အလွဲသုံးစားတိုင်းကပစ္စည်းကိုအသုံးပြုတတ်တယ်အမှန်ကမလို့ရဘူးဒီအတွက်ငရဲကြီးတတ်တယ်တိုင်းကပစ္စည်းကိုမယုံမသေးလို့ပြက်လို့ပြက်စီလို့အပယ်လေးပါရောက်ရတဲ့ပုံကိုယ်တွေ တော့တိုင်းကပြည်စီကိုချွေးပေးသွားအိမ်မီလို့မို့ငရေကြရတဲ့ပိတ်တာဖြစ်ရဘလူဖြစ်ရတဲ့ပုံကိုယ်တွေအကြောင်းနေလဲအကြောင်းဘူးပြစားဖြစ်မှာပါတန်ခါပြည်စီအစိတ်တည်စားနေလုံခဖရာပြည်စီငရေမီသုံးနေလုံခအဲ့လိုမျိုးတွေနော်အာဦးဇနပေတာဝတ္ထုမှာလာတဲ့ဟာလေအကြောင်းရတယ်အများကြီးတယ်အဲ့ဒါတွေဒီမှာလာပြင်တရားကစီသွားလိမ့်မယ်စားစကားစီသွားလိမ့်မယ်ပေါ့လေနောက်တစ်ခုကဘာလို့လဲတချို့အထင်လွဲတာအကြီးအကျယ်လွဲတာတခုရှိတယ်ဖုန်ကြီးတဲ့လူတွေအမွေရတယ်လို့လူတဲ့လူတွေလူမိဘတွေတဲ့လူတွေအမွေရတယ်လို့မျိုး ုန်းကြီးမျိုးတွေကဘုန်းကြီးသေးရင်ဘုန်းကြီးလူထားတဲ့ပစ္စည်းကိုသူတို့ရတယ်ထင်ငကိုတဲ့အကြောင်းပစ္စည်းကသူတို့နဲ့ဘာမှမဆိုင်ဘူးเนาะဒါတိုင်းကပစ္စည်းပဲအေးအဲ့ဒါဝင်းကြီးမှအဲ့လိုမဟုတ်ဘူးဘယ်လိုတုံးဆိုတော့ကျောင်းထဲထဲမှာရဟန်းတစ်ပါးပြန်တော်မူသွားတယ်သေသွားတယ်ဆိုလို့ချင်းသူတက်ရှိတင်စားရှိစံကအော်ငါအမေကိုပေးလိုက်ပါငါအမကိုပေးလိုက်ပါဒါမှမဟုတ်ငါတပည့်ဘုဆုကိုပေးလိုက်ပါလို့ပြောမှထားခဲ့ဘူးဆိုရင်သူ့ပစ္စည်းပစ္စည်းရတဲ့အကောင်လုံးကတန်ခါးပိုင်အဲကျောင်းထဲထဲမှာကျတော့တန်ခါးတွေပိုင်သွားတယ် တန်ဃာတွေပိုင်သွားတဲ့ခါကျတော့တန်ဃာကနေပြီးတော့တင့်တော်တဲ့ပုံကိုယ်ကိုဝေဖန်ပေးခွင့်ရှိတယ်အဲ့ဒါဘယ်လိုပေးရအောင်လဲတန်ဃာကိုပန်ချာယူမှာပေးရတာပေးတယ်ဆိုတာလည်းဒါကြောင့်တိုင်းတော့ဝေဖန်လို့သုံးပြလို့မရတော့သင်္ကန်းလို့ပါလို့ဆိုလို့ရှိရင်အရှင်ဘုရားတို့ဒါတောင်းတာတွေမှာရှိတဲ့တန်ဃာတွေအကုန်လုံးပိုင်တဲ့တိုင်းကပစ္စည်းပဲပဲပြန်တော်မူတဲ့ဆရာတော်ရဲ့ပစ္စည်းအဲ့ဒါဒီလိုဥစဉ်တို့ဥပမာတစ်ခုပြောရမှာဆိုရင်မစိုးရင်အိုက်တဲ့ကဇာတော်ဥဒရေနဲ့ဇာတော်မူတော့ဇာတော်ကြီးဥဒါသာရမှာပြင်ဝင်သားတာ တိုက်တန်ကားတွေပန်ကြပြီးအရှင်ပြတို့ဒီပစ္စည်းဒီပစ္စည်းတွေကျန်နေအဲမတို့ဒီကြောင်းလို့ဝေဖန်ဖို့မဆိုရင်ကတန်က2000ကျော်3000လောက်ရှိတာဝေဖန်လို့မရဘူးညမစားစားလည်းမဟုတ်ဘူးသင်္ကန်းလေးဒီမတော်တစ်ခေါက်နဲ့ရေကတတာတို့ဒီကလာကရင်တို့ဘားတို့ဒါမျိုးလေးတွေပေါ့ဒီသင်္ကန်းလေးတွေတော့ဆရာတို့ပြုစုတဲ့ကိလနာဆောင်းချောက်ခဲ့တဲ့ဆရာတို့ရှိတော်ဆောင်းချောက်ခဲ့တဲ့ကိုရိုလေးတွေပေးလိုက်မယ်ဆိုတန်ကပန်ကြပြီးတော့ပေးဝေဖန်လို့မရတဲ့ကတဲ့တို့ရေကတတာတို့ဘာလို့တခြားပစ္စည်းကိုဒါလားចောင်းတန်ကားတော့တန်ကြီးကဆိုအဲ့လိုမျိုးဝေဖန်အဲ့လိုတန်ကြီးကပိုင်ပစ္စည်းကိုတန်ကြီးကပိုင်လို့မသိပဲနဲ့လူတွေက တို့ကမျိုးဖုံးကြီးထားတဲ့ပစ္စည်းတို့ပိုင်နေဆိုတချို့ဥစဉ်မြင်မှုတာနော်ကြောင်းတဲ့လေးပန်းကရေကတက်တာခရင်ဘာညာအစမကြံဘူးဘာဟိုချွတ်ထားတဲ့ဖနက်ကောင်ကဖနက်တွေစအိတ်နဲ့ထုတ်ပြီးယူတဲ့လူဥစဉ်မြင်မှုတဲ့အဲ့လောက်တောင်ဆိုတယ်အဲ့အရာနဲ့ပတိုင်းကပစ္စည်းကိုကိုပိုင်ထင်ပြီးတော့ယူပြီးတော့သုံးကြဆွဲကြတာတွေဟာမူလအလူရှင်ကယရနာသုံးပါးကိုအမျက်ဆုံးအကတက်ခိနေရနေတာလှူထားတာဖြစ်တဲ့အတွက်ကြောင့်မလို့လူတွေကိုပေးဖို့ကံဖို့မဟုတ်ဘူးလေအလူရှင်ကိုယ်တိုင်းမို့လားအဲ့တော့အလူရှင်ရဲ့ရေရွတ်တဲ့နယ်စန့်ကျင်တဲ့တကယ်ပိုင်နာတဲ့တန်ခါးသားနဲ့ပိုင်ရှင်ဖြစ်တဲ့အတွက်ကြောင့်မလို့ အဲ့ဒါတိုင်းကပြီဆိုအလွဲသုံးစားလောက်ရရောက်ပြီးတော့ခိုးဝက်ပြီးတော့ယူရရောက်ပြီးတော့ငရေကြီးတယ်ချစ်လျာဘွားမှာဆင်းရတတ်တယ်အဲ့ဒါမလုပ်တဲ့မူနာနံပါတ်တက်မှာနံပါတ်2ကပါတန်ခါငယ်တွေကိုမယုံမသိလောက်တတ်တယ်ဘာလို့မယုံမသိလောက်တတ်တယ်လို့ဆိုတာငါတို့မြို့ဖုန်းကြီးရဲ့ငါတို့အကူငါတို့ဦးလေးငါတို့အပငါတို့အဘိုးဖုန်းကြီးရဲ့အကြောင်းမှာကတ်နေတဲ့ကိုတော်တွေပဲဆိုပြီးမယုံမသိမထိမမြင်လောက်တတ်တယ်ကျိုးမိုင်းမရင်ပြောတာဆိုတာတော့ရှိတယ်တချို့ကိုင်ငယ်လေးဆိုထိပ်ဖို့ကောင်းဖို့လုပ်တတ်တယ်ဒါတွေကလည်းပဲငရေကြီးနိုင်တဲ့အကြောင်းပဲ နော်တချို့ကဟိုသူတို့ကိုရေးကိုရာကိစ္စတွေခိုင်းမိတတ်တယ်။အဲကြောက်မှမခိုးစွတ်တတာဝတ်ထုမှခိုးစွတ်တတာအလောင်းကသူတငယ်စဘေးကုနေမကိုခါတယ်။တနခါဘူးယူခိုင်းတာသူတငယ်စဘေးကုနေမကယူပစ်လိုက်တယ်။ယူမပစ်လို့ဆိုက်ဆိုးရင်ငရဲကြမှာလေ။အဲဒါယူပစ်လိုက်တော့အဲဒါဖြစ်လျာဘွားမှာအစီအပအခိုင်းစင်နေပါတဲ့ဘွားကိုကြောက်သွားတယ်။တရားလို့တန်ခါတွေကိုခိုင်းအောင်စီအောင်လေးတောင်းတိုင်အောင်နဲ့ခိုင်းတာစီတာတော့မှအဲ့လိုမျိုးကိုတည်းမြင့်မြတ်တဲ့ဘိုးတို့ခိုင်းတဲ့အခါမှာအဲ့ဒီလိုဒုက္ခတွေရောက်ရတယ်မကောင်းတဲ့အကျိုးပေးတယ်ဆိုရင်မောင်းအောင်မှမပြောတာဆိုတာလည်းမပြောနဲ့တော့ဘုရားတို့မြတ်မြင်တခု တွေ့ဘူးလားဆိုလို့ရှိရင်ဘုန်းကြီးတစ်ပါးကအဲသူ့အမျိုးတိရစင်ကြီးတစ်ပါးကမနေနန်းတို့တန်ခါတလောက်တော့ဝေရဝဆောက်ကိုလာလောက်တော့ဘုန်းကြီးကဘလို့ပြောတော့ဆိုတာအဲ့ဒါခမရတို့ကကျွန်စောနန်းလေတဲ့ကျုပ်ကတခင်လိုထားတော့ခမရတို့ကကျွန်လိုနေစင်ကြတာလို့ပြောတာဒါဒီဘုန်းကြီးဘလို့တွေးတယ်လဲဆိုတာစဉ်းစားကြည့်လေအဲ့ဒါပြောကြရမလို့တော့အဲ့လိုမျိုးအမြင်မှားနေတဲ့ဘုန်းကြီးတွေရဲ့အမျိုးတွေရလည်းပဲတန်ခါတွေကိုမထိမမြင်မယုံမသိလောက်တတ်တယ်ဒီတော့ကြောင့်လဲဘုန်းကြီးအမျိုးငရဲကြည့်တယ် အဲ့တော့ဝဏိနဲ့မညီဘဲနဲ့အားရဟိုအရက်တွေတောက်နေမှာစီဝိုင်းတွေတောက်နေမှာအမျိုးသမီးတွေရှုပ်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 ဖြစ်နေမှာဆိုဒီလိုဘုန်းကြီးမျိုးတွေကိုလည်းဘုန်းကြီးအမျိုးတွေကကာကွယ်ပေးတတ်တယ်။နော်အဲ့ဒီအတွက်လည်းပဲတာသာတော်ပျက်စီရပျက်စီဆောင်ဖြစ်တဲ့အတွက်ကြောင့်ဒါလည်းပဲငရေကြီးချင်းရဲ့အကြောင်းဒါကလူကြတော့မှန်တယ်လေလူကြတော့ကိုယ်အဖေကိုယ်ကိုယ်မောင်ကိုယ်ကိုယ်ကိုယ်ဦးလေးကိုယ်ပါကြီးကောင်းကောင်းမကောင်းအနည်းရုပ်စာဆုံးများထောင်ကျနိုင်တဲ့အပြင်းမျိုးလောက်ထောင်အောင်တော့ကိုယ်အမျိုးကိုကာကွယ်ရမှာပဲ။နော်အနည်းဆုံးတော့ထောင်ဝန်စာသွားတွေ့ရမယ်တရားရုံးမှာတရားရင်ဆိုင်ရရင်အမှုတက်တောင်လောက်ရမယ်ဒါလူမာထုံးစံတယ် နော်ဒါသာသနာတော်မှာကျတော့အဲ့လိုမဟုတ်ဘူးလေဓမ္မလမ်းကြောင်းကလည်းညင်ညွတ်မှုမရှိဘူးရဟန္တာဘာရှိတဲ့နဲ့တိုက်ခါဖို့မရှိဘူးကျင့်ဖို့မရှိဘူးဆိုရင်ဘုန်းကြီးအမျိုးတွေကအမှန်ကဘုန်းကြီးကိုဝိုင်းပြီးတော့ထင်းရမယ်ထဲလို့တဲ့လို့မရဘူးဆိုလို့ရှိရင်လူကိုလဲပြီးကိုယ့်ကိုစောင်းရှောက်လိုက်ဖို့ဒါရှိတာပဲလေဘယ်ရောက်နေအားပေးလို့ပဲဖြစ်မှာတော့တချို့ကအဲ့ဒါနားမလဲတော့အားပေးမှားတယ်အားပေးမှားမိတယ်ပေါ့နော်အေးအဲ့လိုတချို့ကလည်းမတားမြင်နိုင်ဘူးမထိန်နိုင်ဘူးဆိုတော့လေအကြောင်းကတော့ရှိပါတယ်လေတချို့ဒီရှင်ပြရဟန်းပြဘုန်းကြီးပြတွေကတော်တော်များများကသူတို့ကလူလိုနေတဲ့ခါကျတော့စီးပွားရေးလက်ဆုပ်လက်ကမ်းရှိတယ် ငွေကြေးဥစ္စာပိုင်ဆိုင်မှုတွေအများကြီးရှိတယ်ရှိတဲ့ခါကျတော့နေဆက်ရခွင့်အမျိုးတွေပေးကန်ထားတာအမျိုးတွေကလည်းသူတို့အရေးကိုမလွန်နိုင်သူတို့ဩဇာကိုမလွန်ဆန်နိုင်တဲ့ခါကျတော့ဘယ်သူမှဟလာအသက်ရွယ်ကြီးတဲ့ဦးကြီးဦးလေးဒေါ်ကြီးဒေါ်လေးပါကြီးပါတွေတွေလည်းဘယ်သူမှဒီခွင့်ကြီးကိုဝိုင်းမမထင်းရဲမပြောရဲကြမထင်းနိုင်မပြောနိုင်ကြဘူးမထင်းနိုင်မပြောနိုင်တဲ့ခါကျတော့ကိုခွင့်ကြီးသူများအကဲရဲမခံရအောင်တောင်းတဲ့ခွင့်ကြီးနေရာနေပြီးလျော့မသွားအောင်သူတို့ကအကာအကွယ်ပေးအကူအညီပေးတတ်မိတယ်အဲ့ဒါလည်းသာသနာတော်ပြည့်စည်ရပြည့်စည်ကြောင်းဖြစ်တဲ့အပြင်ကပိလောက်ကျွေးငါဝတ္ထုတွေကကပိလယဟန်ရဲ့အမယ်နဲ့ အမေနဲ့ညီမလိုပဲအဲ့ဒါငရေကြတတ်တယ်